ားလုံးမင်္ဂလာပါခင်ဗျာ GN Education နဲ့ကြိုဆိုပါရစေ။ဒီနေ့ကျွန်တော် Grade 12ရဲ့ Grammar Practice 2025ရဲ့ Oh Question ပေါ့နော်2025မေကွန်အောင်ရဲ့အစိုးနံပါတ်9ကိုပြောမှာဖြစ်ပါတယ်။သူက Question Number 3ပေါ့နော် Revise the sentences စာကြောင်းတွေကိုပြန်ရေးပေးပါ according to the instruction ကျွမ်းကြားချက်တွေအရ given in brackets brackets မှာပေးထားတဲ့စာကြောင်းတွေ ညွှန်ကြားချက်တွေရာစာကြောင်းတွေကိုပြန်ရေးပေးပါပေါ့အဲ့တော့ဒီမှာဆိုလို့ရှိရင် grammar save book ရှိတယ်အဲ့ save book ကိုကျွန်တော်အရင်ဖတ်ပြမယ်ပေါ့နောက်ဖတ်ပြတာလေးကိုဒီမှာခဏ video လေးကိုခဏရပ်ပြီးတော့မှအဖြေလေးတွေရေးကြည့်ပါပြီးရင်ကျွန်တော်ဖြေပြထားတဲ့အဖြေနဲ့တိုက်ကြည့်မယ်ဆိုရင်တော့ဒါကိုဘယ်နှပုံမှန်လဲဘယ်နှပုံရလဲဘယ်ဟာတွေမရသေးဘူးလဲဆိုတော့သိနိုင်ပါတယ်ဒါဆိုရင်တော့ကိုကဘယ်ဟာတွေကိုပြန်လေ့လာမလဲဆိုတာတော့သိနိုင်တာပေါ့နော်အဲဆိုလို့ရှိရင်ကိုမသိသေးတဲ့ဟာတွေကိုဆက်ပြီးလေ့လာမယ်ဆိုရင်ဒါ grammar ကတဖြည်းဖြည်းနဲ့တိုးတက်လာမှာဖြစ်ပါတယ်။အဲဆိုရင်သင်ခန်းစာတွေကိုစလိုက်အောင် Okay, number one, our neighbors are boring people. We rarely visit them. Join so the sentences using so that. Two, here are your shoes and they just clean. Use the correct tense of the verb in brackets. Three, active listening plays an essential role in effective collaboration problem solving also plays an essential role in effective collaboration. Chinese the sentences using both them. 4. A low salt diet with minimal processed foods can reduce the risk of premature death by protecting our kidneys. Use it is one who that. 5. The housekeeper put on a serious face she began to tell the story. Use a participle phrase. Thick. Juju offers its visitors an unlimited choice of shopping and entertainment. Tokyo is the capital of Japan. Join the sentences using nouns in opposition. 7. Koko said to me, did you throw away the old magazines on this table yesterday? Change the sentence into the reporter's speech. 8. Dudu didn't go to the get together party because she had to work late. Use the zero first, second, that condition. 9. The slim leather briefcase she held in her gloved hand was particularly impressive. Use an introductory phrase. 10. Did the passerby rescue the stray puppy which got its head stuck in a tin can? Change the sentence into the passive voice. Okay, that was to be the grammar. ဒီကမှာဆက်ဖို့ကိုဖြည့်ကြည့်ပါဖြည့်ကြည့်ပြီးလို့ရှိရင်တော့ ကျွန်တော်ဖြည့်ထားတဲ့အဖြေနဲ့ဒါဘယ်နှပုံမှန်လဲဆိုတော့ကျွန်တော်တိုက်ကြအောင်ပေါ့နော်။ဒါဆိုရင်ကျွန်တော်သင်ခန်းစာလေးကိုထပ်ဆားလိုက်အောင်။ဟောဒီမှာဆိုရင်နံပါတ်1ပေါ့။အဲ့ဒီတော့နံပါတ်1မှာကအဝါနေပါကျွန်တော်တို့ရဲ့အရင်နာချင်းတွေကအာဖြစ်ကြတယ် boring people ပြင်းစရာကောင်းတဲ့လူတွေဖြစ်တယ်ဘာမှစိတ်ဝင်စားစရာမကောင်းဘူးပေါ့နော်စကားပြောလည်းမကောင်းဘူးတကယ်ကိုဒီကွက်ကိုနေရတဲ့လူတွေပေါ့ ော် we rarely ကျွန်တော်တို့က rarely shop ပါတယ် visit တဲ့ကျွန်တော်တို့ tourist ကိုသွားလဲခဲ့တယ်အိန္ဒိယချင်းဆိုတိတ်မလဲမလဲဘူးပေါ့မလဲသလောက်ပေါ့နော်ဘာလို့ချို့အိန္ဒိယချင်းတွေကဒီကော့ကိုနေကြတာဘာမှစိတ်ဝင်စားစရာမကောင်းတာပဲပြင်းစရာကောင်းတာပဲဆိုတော့မလဲကြဘူးပေါ့အဲဒီမှာဆို join the sentence ဆိုစာတောင်းနေရေးခိုင်းနေစကိုင်းနေ using so the so the နဲ့စကိုင်းနေပေါ့နော်တကယ်တမ်းဆိုရင်ဒီကောင် so that ကြာမှာဆိုရင် adjective ပဲလာမှာမလို့ဒီ boring တလုံးပဲ ဒီဆိုးသက်ချာတိုင်းမှာရှင်းပြရမှာပေါ့နော်ဆိုတော့ဒီနားလေးမှာဆိုဘိုးရင်းရရှိမှာဆိုပြီးတော့နောက်မှာတက်ထည့်ပြီးတော့ဒီကကုယုံမှာဒီပြပြရမလို့တကယ်တမ်းဆိုသူက substance နဲ့ရေခိုင်းတင်တဲ့စာကြောင်းမျိုးပေါ့ဒီစာကြောင်းကတော့ဒါ substance နဲ့ရေးမှာဆိုရင်တော့ search boring people ဆိုပြီးတော့တက်ထည့်လိုက်အောင်မယ်ဒါပေမဲ့ဒီမှာဆိုးတဲ့နဲ့ရေခိုင်းရင်လည်းဒါပြဿနာတော့မရှိဘူး။ people ကိုဖြုတ်ပြီး boring adjective တလုံးလို့ပဲယူလိုက်ရအောင်ပေါ့နော်။ဆိုတော့ number 1ရဲ့အဖြေကဒီလိုလေးဖြစ်မယ်ဆိုးတဲ့နဲ့ရေးမယ်ဆိုရင်တော့ our neighbors are so boring that we rarely visit them ကျွန်တော်အင်ဂျင်နာဂျင်နီယာရန်ကိုပြင်ဆင်ခေါင်းနေဒါကြောင့်ကျွန်တော်တို့သူတို့စီတိတ်တိတ်မလဲဘူးသွားလဲခဲ့တယ်ပေါ့တကယ်လို့ search tag နဲ့ရေးခိုင်းမယ်ဆိုရင်လည်းဒီစာကြောင်းကဆက်သွယ်ရမယ်ဆိုရင်ရတယ်အဲ့ဒါဆိုရင်တော့ဒီလိုလေးဖြစ်သွားမှာပေါ့နော် our neighbors are such boring people that we rarely visit them နံပါတ်2ကိုကြည့်အောင်နံပါတ်2က here are the my your shoes me your shoes နဲ့လေ and ပြီးတော့ they just clean သူတို့က just ဆိုအခုလေးတင်အဲဒီပေါ့နော် just အခုလေးတင်ရှင်းရှင်းတာပေါ့နော်အခုလေးတင်ဖက်ကိုရှင်းလင်းလုပ်ထားတာပါ this the correctness of the button bracket ဒီ bracket ထဲမှာပေးထားတယ် bracket ဆိုတော့ဒီ just clean ပေါ့နော်ဒါလေးကို correctness ကြောင်းခိုင်းတယ်ဆိုတော့ကျွန်တော်တို့ကဘာလေးကို clue တဲလို့စာနေကြည့်ရမယ်ဆိုတော့ just bar အဲ just ကအများစုက perfect tense နေမှာပဲဆိုရယ် perfect tense ဆိုတာကျတော့ present perfect ဆိုရင် has a blood battery ဖြစ်ပြီးတော့ past perfect ဆိုရင်တော့ have battery ပေါ့ဆိုတော့ဒီမှာကကျွန်တော် present perfect ဖြစ်တဲ့လား past perfect ဖြစ်တဲ့လားဆိုတာကအရှိကိုကြည့်လိုက်ရှေ့မှာကျတော့ ar ar ဆိုတော့ present tense ဆိုလို့ရှိရင်သိကြတယ်ဒီကောင်ကဒီကောင်ကဒါပါပေါ့နော် present perfect ဖြစ်မှာ present perfect ဆိုရင် have just clean ပေါ့ clean မှာ ed ထည့်လိုက်ဒါပဲဒါပေမဲ့ကျွန်တော်စဉ်းစားရရှိတာကဒီမှာ ီမှာမင်းရဲ့ရှူဖနဲ့ဒေဒေဆိုတော့ဒီဒေကဘသူ့ကိုညွှန်တာလဲဆိုတော့ဒီထဲမှာလူမပါဘူးရှူဖနဲ့ဒေကိုတန်ရှင်းလုပ်တဲ့လူကိုညွှန်တာမဟုတ်သူကဒီရှူဖနက်စ်တွေကိုရှူဖနက်ပေါ့နော် your shoes တွေကိုပြန်ညွှန်းတာပြန်ညွှန်းနေဆိုရင်ဒီကောင်ဒေဆိုတာဖနက်ဖြစ်ရကြမှာလို့ဒီဖနက်တွေကတန်ရှင်းလုပ်ခံရတာပေါ့နော်ဒါလေးတစ်ချက်ကိုတော့စဉ်းစားမျိုးလို့လေသူက passive ပုံစံရေးခိုင်းတာ present perfect ကမှ passive ပုံစံရေးခိုင်းတာအဲဒီတိုင်းတမန်ကရှန်ကစဉ်းစားလို့ဆိုတော့ have just clean ဆိုပြီးပါရေးထားလိုက်ပါပဲ ဲ့ဒါပေမဲ့ဒီ day လေးကိုစဉ်းစားမိမှလာကျွန်တော်တို့က test form ကအမှန်ထွက်မှာပေါ့နော်အဲ့တော့ day က your shoes ကိုပြန်ညွှန်းတာဖြစ်တဲ့ကြောင့်မလို့ကျွန်တော် passive ဆိုရင်တော့ဘက်တရီတလုံးပေါ့နော် has a hat နဲ့တွဲတဲ့ pin တလုံးထည့်လာရပြီဆိုတော့နံပါတ်2ရဲ့အဖြေက yeah your shoes and they had just been clean ဟောဒီမှာမင်းရဲ့ shoe နဲ့ day အဲ့ဒါတွေကကုလေးတွေတန်ရှင်းလုပ်ပြီးတော့ okay နံပါတ်3ကြည့်အောင်နံပါတ်3ကဒီမှာဆိုရင် active listening အော်တက်တက်ကြွကြွနားထောင်ခြင်းတက်ကြွတာနားထောင်ခြင်းက play sign as social ရိုးရေးပါတဲ့ခံခံလာဖြစ်တဲ့ in effective collaboration effective ထိရောက်သော collaboration ပူးပေါင်းဆောင်ရွက်ခြင်းမှာရေးပါတယ်နောက်တစ်ခုက problem solving ပြဿနာဖြေရှင်းလက်ခြင်းကလည်း also play sign as social ရိုးရေးပါတယ် in effective collaboration ထိရောက်တဲ့ဒီပူးပေါင်းဆောင်ရွက်ခြင်းမှာရေးပါတယ်ပေါ့ဆိုတော့သူကဒီမှာဗာနေရေးခိုင်းလို့ဆို join the sentence using ပုံတယ်ပုံတယ်နဲ့ရေးခိုင်းတယ်ပုံတယ်ဆိုရင်မတူတာရှာမယ် မတူတာရှာမဆိုဒီမှာတခုက affective listening ပေါ့နော် sorry active listening ပေါ့တတိယရာအကောင်းမွန်တက်တက်ကြွကြွနားထောင်ခြင်းရဲ့နောက်တစ်ခုကကြ problem solving ပြဿနာဖြေရှင်းတဲ့ခြင်းဆိုတော့အရှိမဘုတ်ထဲပြီးဒီနောက်မှာ and တဲ့လာရပြီအော် and ပြီးတော့မှာ problem solving ပေါ့နော်ဆိုတော့နှစ်ခုဖြစ်သွားပြီဆိုဒီ player s မလိုတော့ဘူးဒါပေမဲ့နောက်ဒီမှာသုံးထားတဲ့အကြောင်းကြည့်လိုက် unnecessary rule က ီမှာအရေးပါတဲ့အခန်းကဏ္ဍတစ်ခုကနေပါဝင်နေဆိုတော့သူ့ကိုကကြတော့အများကြီးရလို့ trade through တော့ပြောင်းစရာမလိုဘူးပေါ့နော်။ကြမ်းကြမ်းရေးလည်းမှန်တယ်ဒါပေမဲ့ပြောင်းမယ်ဆိုရင်ရောဥပမာပုံမှန်လုပ်နေကြတိုင်းပဲအဲ AM ဖြုတ်ပြီးရော SSR ရူမာ S table လိုင်းရောဆိုတော့အဲ့ကောင်လည်းမှန်တယ်။အဲ့တော့ဆိုတော့ကျွန်တော်ဒီမှာတမျိုးပဲရေးပြလိုက်မှာပေါ့နော်။ Both active listening and problem solving play an essential role in effective collaboration ။ အဲ့ဒီပုံစံပေါ့နော်အဲ့ဒီမှာဆိုကျွန်တော်တို့ကဟိုပါပေါ့ဒီနှစ်ခုစလုံးကဒီ effective collaboration တစ်ခုရဲ့မှာ essential role ဖြစ်တာအမရှင်းဖြစ်ရေးပါတဲ့ခိုင်နာပါဝင်တာအတိတ်ပဲနဲ့တုံးနေဆိုလဲရတယ်အဲ့လိုမှမဟုတ်ဘူးကိုက blue ray နဲ့မှာပြောင်းနေတယ်ဆိုလဲရဲ့ဖြုတ်ပြီးရောမှာ asset ပေးတဲ့ပုံစံလဲမှန်ပါတယ် okay ဆိုတော့ number 4ကြောင်း number 4က low sort ဆော့တော့ဆော့တကအပြင်ငန်တတ်ပေါ့နော်အငန်တတ်နဲတဲ့ဒါရဲ့စားတော့မှုဝိတမင်နီမန်အနည်းဆုံး process food process food ဆိုတာကပြင်ဆင်ထားတဲ့ဒီ chemical တွေနဲ့ပေါ့နော်ပြန်ပြီးတော့စားကောင်းအောင်လုပ်ထားတဲ့အစာတောက်တွေပေါ့အဲအဲ့ဒါမျိုးအစာတောက်တွေအနည်းဆုံးနဲတဲ့နောက်အနည်းဆုံးပြီးတော့ခါကျအငန်တတ်နဲတဲ့ diet ကိုစားမယ်ဆိုရင်တော့သူက can reduce short chart ပေးနိုင်တဲ့ the risk of ဖြစ်ပွားမှုပေါ့ premature death အရွယ်မတိုင်ခင်သေဆုံးမှုပေါ့ ိုင်းဘယ်တက်တင်ကားဝယ်ရင်းဖြစ်အောင်ပါကစ်တနေကျွန်တော်ရဲ့ကြောက်ကတ်တွေပေါ့နော်ကြောက်ကတ်တွေကိုကြောက်ကတ်တွေကိုကာဝယ်ပေးတယ်ကာဝယ်ပေးခြင်းမျိုးကျွန်တော်ရဲ့အဝေးရဲ့အရွယ်မတိုင်းမီတွေဆုံးမှုနှုန်းကိုလျှော့ချပေးနိုင်တယ်ပေါ့ဆိုတော့ဒီ process food ဆိုတာကပြန်ပြင်ထားတဲ့ဟာတွေဥပမာဒီပေါ့နော်အလူကျော်ရဲဘာလို့နောက်တစ်ခါကျတော့ဒီ refined food တွေဆိုရင်မဲသားကြောက်မဲသားစားနေဒါမျိုးတွေပေါ့ အော်ဝက်ပေါင်းကြောင့်အဲအဲ့တော့ငါစားနေလို့ဒါမျိုးတွေကိုဘောနောအထူးတစ်ဖြစ်ပြော ready made တွေပေါ့အချောက်တွေပေါ့နော်အဲအချောက်တွေကိုအချောက်စားတဲ့အစားအစာမျိုးတွေဒါရှောင်းမယ်ဆိုရင်ပေါ့နော်ဒီဒီ premature death ကိုကာပေးနေပါဘာလို့လဲသူကဒီအချောက်ချမ်းနေစားတာတို့ဘာလို့ကကျတော့ကျွန်တော်တို့ဒီကြောက်ခက်ကိုသွားပြီးတော့မှအလုံများစေရပါနော်ဆိုတော့ဒါကတော့ဒါ general knowledge အနေနဲ့ပြောတာပါဆိုတော့ เนาะဒီမှာ ASA1 နဲ့ရေခိုင်းတယ်ဆိုတော့ဒီမှာတုံးထားတာ cam ဆိုတော့ reduce ဆိုတော့ it is ကိုပဲတုံးမှာပေါ့เนาะ it is ဆိုတော့ဒီမှာက low salt diet with minimum processed foods ကိုခိုင်းတာသူကလူမိုးတဲ့ကြောင့်လို့တန်းနဲ့ဆက်မပြင်းချင်တာဆက်ကူလိုက်အောင် okay number 4ဖြစ်ရ it is a low salt diet with minimal processed foods that can reduce the risk of premature death by protecting our kidneys so number 5 the housekeeper the housekeeper ဆိုတာအိမ်တော်ထိန်းပေါ့နော်ပြောမယ်ဆိုရင်အိမ်ဖော်လို့ခေါ်ကြတယ်သူကလည်းသူကလည်းအိမ်တော်ထိန်းပေါ့သူကလည်းအိမ်ထိန်းသိမ်းတဲ့သူပေါ့နော်အမျိုးမျိုးပေါ့အထပါတော့သူက housekeeper ကတဲ့ put on a serious face တကယ်ကိုလေးနဲ့ထားတဲ့မျက်နှာပုံစံလုပ်လိုက်တယ်အနောက်မျက်နှာတည်ကြည်သွားတဲ့လေးနဲ့သွားတာပေါ့လေးနဲ့သွားတယ်ပြီးတော့ she began to tell a story သူရဲ့ဇာတ်လမ်းကိုပြောဖို့စလိုက် အဲ့တော့ to is a lamb ပေါ့နော်အဲဆိုတော့ तू က use a participle phrase ကိုတောင်းခိုင်းတယ် participle phrase ဆိုတာ ing နဲ့စာရင်စာမယ်မစာရင် ed ရဲ့နဲ့စာမယ်ဒီမှာတော့ use ရှင်းရှင်းပဲတစ်လုံးပဲပါတာဖြစ်တဲ့အတွက်ကြောင့်မလို့ ing နဲ့စာရေးလိုက်ရပြီဒီရှေ့ကဒီ housekeeper လေးကနောက်က pronoun တုံးထားတဲ့ဒီ senior လေးမှသွားပြီးတော့ထည့်ပေးလိုက်မှာပေါ့နော်ဒီနားလေး comma ခံပြီးတော့ဆိုတော့ number 5ရဲ့အဖြေက put in on the serious phrase comma the housekeeper began to tell the story โอเคနံပါတ်6ကိုကြည့်အောင်နံပါတ်6ကတိုချိုတိုချိုမြို့က offer space is visitors to ရဲ့ဒီလေပတ်သက်သူတွေကို an unlimited choice တကယ်အဆိုင်အဆိုင်အတက်အတန့်မရှိရွေးချယ်မှုပေးရပေါ့ shopping ဈေးဝယ်တာနဲ့ပတ်သက်ပြီးတော့ now entertainment ကျော်ပြမှုတွေနဲ့ပတ်သက်ပြီးတော့မှလုံးဝကန့်သက်မထားတဲ့ရွေးချယ်မှုတွေပေးတယ်တိုချို is တိုချိုဆိုတာတက်ခတ်ပြီးတော့ဂျပန်ဂျပန်နိုင်ငံမျိုးတော့ဖြစ်တယ်ဆိုတော့ ဒီမှာ join နဲ့ set နဲ့စာတောင်းတွေကို set ခိုင်းနဲ့ using noun set position noun set position တုံးပြီးတော့ပေါ့နော်ဆိုတော့ကျွန်တော်တူရဲ့ noun တွေလိုက်ရှာအောင်ဒီစာတောင်းမှာတူ noun ကတူချူပေါ့နော်အဲ့တော့တူချူနဲ့ပြန်သွားတူရာဒီမှာတူချူတစ်ခုပါတယ်ဆိုတော့ဒီ is ကရှိဖြစ်လို့ဒါဖြစ်ရမှာပေါ့နော်ဖြစ်ရမှာအတူချူစာပြရလဲ the capital of japan ဂျပန်နိုင်ငံရဲ့မြို့တော့ဆိုတော့ဒီ noun set position ဆိုတော့တူရာတွေလိုက်ရှာ comma ခံကတ်ရေးမယ်ဆိုတော့ ဒီတခါပီတီအော့ဂျပန်ကတူချိုနဲ့တူပဲဆိုဒီနားလေးမှာကောမခံပြီးရေးမယ်။ဂျန်နဲ့စာသားမှာကူးပေးလိုက်မှာပေါ့နော်။ Phenomenistic အဖြစ်ကတူချိုကောမတခါပီတီအော့ဂျပန်ကောမ offers is visitors an unlimited choice of shopping and entertainment. Okay number 7ကိုကြည့်အောင်။ Number 7က Google said to me ကိုကိုကကျွန်တော်ကိုပြောတယ်ပေါ့နော်။မေးတယ်ပေါ့ဒီမှာတော့ဒီမှာမေးခွန်းကြီးဆိုတော့ Did you throw away မြင်ပြစ်လိုက်သေးလား? That ဂျီအိုမဂ္ဂဇင်းမဂ္ဂဇင်းအဟောင်းတွေ on this table ဒီစပွဲဝါမဂ္ဂဇင်းအဟောင်းတွေကို yesterday မနေ့တော့အမင်းပြလိုက်သေးလားပေါ့အဲ chain and sentence in the reporters the reporters ပြနေရေးခိုင်းနေမေကွန်းဆိုတော့ကျွန်တော်တို့ဒီညမှာ as တော့မယ်ပေါ့နော် as me ဒီမှာ did having been နဲ့စတဲ့အခုကိရံနဲ့စတဲ့မေကွန်းဆိုရင်ဒါ conjunction နေနဲ့ if ကိုတော့မယ် if တော့မဟုတ် whether ပေါ့နော်ကျွန်တော်ဒီမှာတော့ if ကိုပဲတော့ပြပါမယ် အဲ့တော့ယူကဒီမှာဆိုလို့ရှိရင်ယူက listener နဲ့ဆိုင်တယ်ဒီမှာ listener ကမီပေါ့နော်အဲ့ဆိုမီနဲ့ဆိုင်တဲ့ subject နေရာကောင်းဆိုတော့အရင်ပြောင်းမယ်အော်ဒီမှာကနောက်တစ်ခုက value ပေါ့နော်အဲ value ဆိုရင်ဒါ drain dollar က have level စီပြောင်းလာဆိုတော့ had ဒီတိကပြုံးမယ် had thrown away the old magazine on this ကိုတက်ပြောင်းမယ် yesterday ကတည်းကဒါ day before တောင်းလာ the previous day ပေါ့နော်ဆိုတော့ number 7ရဲ့အဖြစ်က Gogo asked me if I had thrown away the old magazines on that table the day before. The day before when the previous day လေးရပါတယ်။ Okay နမအဲ့ကိုကြည့်အောင်။မိုက်ကတဲ့တူတူကဒီတိုင်ကိုတူမသွားဘူးပေါ့နော် The get together party get together party ဆိုတာကအဲဒီတူကစုဝေးပြီးတော့มาလုပ်တဲ့ပွဲပေါ့နော်။အမှဆိုရင်ဘောင်းလေးနေစုံတာတကယ်ကြီးနေစုံတာပေါ့။မြောင်မြသားစုနေစုံတာမျိုးဒါမျိုးတွေပေါ့နော်။ အဲ့တော့ဒီမှာတော့တကယ်ကြီးနေစုံနေပွဲဖြစ်ဖို့လောက်ဖို့ကိုင်းမဲ့တဲ့စုံနေပွဲဖြစ်ဖို့များတယ်ပေါ့ because ဆိုဖြစ်လို့လဲ she had to work late သူမဒီနောက်ကျတဲ့အထိလုံးလို့ရလို့ပေါ့အဲ့တော့သူက use ဆို0နဲ့0 first second တက်ပေါ့နော်တခုခုနဲ့ရေးခိုင်းတယ်ပေါ့တခုခုနဲ့ရေးခိုင်းတော့ကျွန်တော်တို့ကဒါကိုရေးမယ်ဆိုရင်အဲ second တက်ရပါပေါ့နော်အဲကျွန်တော်တို့ဒီမှာရေးပြောင်းနှမျိုးစလုံးအဲ့တော့ဒီ second နဲ့ရေးမယ်ဆိုရင်တော့ if my verb to main ဘက်မှာ word power ပေါ့အဲ့တော့တူတူကဒီအလုတ်နောက်ကြမယ်ဆိုရင်တော့ဒီ get together party ကိုမသွားပြဘူးအလုတ်နောက်မကြဘူးဆိုရင်တော့ get together party ကိုသွားပြမယ်အဲဒီလိုလေးစဉ်းစားလို့ရတယ်အဲ့လိုပုံစံဘောနော်အဲ့လိုအသေးပဲမျိုးဖြတ်တဲ့စာသားမျိုးရေးလို့ရပါတယ် okay အဲ့ဒါပထမတစ်မျိုးကဒီလိုလေးပေါ့ if to do had to work late တူတူကအလုတ်နောက်ကြအဲနောက်ကြတဲ့အချိန်လုံးလို့ရမယ်ဆိုရင်ဒီမှာ part 2လေး နာကြာရီအလုပ်လုပ်ရမယ်ဆိုရင်ရှေးဝင်တော့ကိုဒူတဲ့ get together party သူဒီစုဝေးဘွဲကိုစုဝေးဘွဲပါတီကိုမသွားတော့ဘူးဒီမှာနော်လေးကိုဒီမှာထည့်လိုက်တာပေါ့နော်ဒါကကျွန်တော်ကဒါ second condition နဲ့ရေးပြတာ okay third condition နဲ့ရေးမယ်ဆိုရင်ဒီလိုလေးဖြစ်သွားမှာပေါ့နော် if to to had not had to work late သူသူကအလုပ်ကိုနောက်ကျမလုပ်ရဘူးဆိုရင်ဒီ third condition ဆိုတော့ had plus 3ဆိုတော့ဒီ had ကအကူအရိယာသုံးတာ ောက်ကဟက်ကဘက်ထရီဒီနော်လေးကတော့ negative အငင်းအနေနဲ့ထည့်ရပါတော့။ hand on hand to work လေးနောက်ကြောင်လုံးမလို့ရဘူးဆိုရင် she would have gone to the get together party ဒီ suwe web party ကိုသွားခဲ့မိမှာပဲပေါ့။အဲ့အချိန်မှာ not ထည့်တော့နောက်မှာ not မထည့်တော့ဘူးနော်။အဲ့ဒါကတော့ဘလူရေးမှန်တယ်ပေါ့ဒါပေမဲ့အတင့်တော်ဆုံးအမှန်ဆုံးကိုပြောရတယ်တက်ကွန်ဒီရှင်နဲ့ရေးရလေးကပို့ပြီးတော့မှတင့်တယ်ပေါ့လေနော်။ဟုတ်ကဲ့နံပါတ်9ကိုကြည့်အောင်။နံပါတ်9က The Slim Leather Briefcase ဆလင်းဒီပါပါလေးနဲ့ပေါ့နော်လေသာတရေနဲ့လှုပ်ထားတဲ့ break ကစီအိတ်ကလေးကဆက်ဆက်နေထဲရတော့ပတ်စံနဲ့ထဲလိုက်အိတ်ပေါ့နော်ရှီဟန်ဒီမှာကင်ထားတဲ့အဲ့နာ glove hand ဒီမှာဒီလက်အိတ်ဆွထားတဲ့လက်နဲ့ကင်ထားတဲ့ဒီ slim လေသာပေါ့နော်ပါ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 လေးဖြစ်တယ်ဒီလေသာတရေနဲ့လှုပ်ထားတဲ့အိတ်ဆိုဒီတိရတာတခုလေးပေါ့ subject အဲ့ဒီအဲ့ဒီအိတ်ကတဲ့ particularly အထူးသဖြင့် impress အရင်ကအထင်ကြီးစရာကောင်းတယ်ပေါ့သူက use an introductory phrase introductory phrase နဲ့ရေးခိုင်းတယ်ဒါပေမဲ့ဒီလိုပေးထားတဲ့ဒီလိုပေးထားတဲ့စာသားမျိုးက introductory phrase တက်ကိုသူကဒီပေါ့နော် inversion ပုံစံပြောင်းမြန်ရေးခိုင်းတဲ့ပုံစံမျိုးကပိုကောင်းတယ်ဟိုပါပေါ့နော် full verb နဲ့ပေါ့အာဘာအပြည့်စုံရေးခိုင်းတာမျိုးပေါ့အော်ဒီမှာဆိုရင်ဒါ particularly impressive ဒါလေးကိုရှင်းထုတ်လိုက်အောင်မယ်ဒါလေးကိုရှင်းထုတ်ပြီးတော့ words ပါရှင်းပို့ပြီးတော့ဒီကောင်ကနောက်ပြန်သွားတဲ့ပုံစံလေးပေါ့ တကယ်ဆိုရင်ဒါ introductory phrase နဲ့ရေးခိုင်းမယ်ဆိုရင်တော့ဒါအဲ to brother one တော့ဘာဘာရင်ခြေလို့ပေါ့နော်အဲ့လိုမျိုးလေးတွေပြီးရင်တော့ပိုသိမ့်နေပေါ့ဒါလေးကတော့ message ကြာကောင်းနေလွယ်မလို့လို့နဲ့ဒါမားတဲ့ကံမှာပေါ့နော်ဒီတပုံမျိုးဆိုရင်သတိထားရတယ်သူရောသူကဒီ introductory phrase တက်ကိုသူက inversion ပုံစံနဲ့မှပို့ပြီးတော့မှ inversion ပုံစံနဲ့ပို့စင်မယ်လို့ကျွန်တော်ယူဆရတယ်ပေါ့နော်ဆိုတော့အဲ့ဆိုရင်သူ့ကိုဒီလိုလေးရေးလို့ရတယ် particularly impressive was the slim leather briefcase she held in her glove hand ပေါ့ဒါကတော့လွယ်မလို့နဲ့ဒီကျောင်းသားတွေမျက်စိလည်လောက်တဲ့ပုံစံမျိုးပေါ့ငွေနံပါတ်တိုင်းကိုကြည့်အောင် did a passerby passerby နဲ့ဖြတ်သွားတဲ့ဖြတ်သွားတဲ့သူပေါ့နော်ဖြတ်သွားတဲ့သူတယောက်က rescue ဆိုတာကဲတင်တာပေါ့နော်အဲ့ကဲဒီနဲ့ကူညီတဲ့ The Stray Puppy Stray ဆိုလမ်းမာတဲ့ပပီတာခွေးခွေးလေးခွေးကလေးက which cord is tap is hit ဟာသူ့ရဲ့ခေါင်းက stuck လာညံ့နေတာပေါ့ in a tin can ဒီဘူးပေါ့နော်ဘူးဆိုတော့ဒီစုစုဘူးတို့တန်ဘူးတို့လိုမျိုးတွေမှာညံ့နေတဲ့ခွေးလေးကိုဖြတ်သွားတဲ့လူတယောက်ကကူညီခဲ့သလားပေါ့ဒီမှာကျတော့ passive voice ပြောင်းခိုင်းတယ်ဆိုတော့ active passive ဆိုတော့ကျွန်တော်တို့က subject verb ခွဲရတာမှာဒီ past ပိုင်းက subject verb ကဒီမှာ rest to rest to နဲ့ဒီကောင်းနဲ့တွေ့ရ did ပေါ့နော် but do လို့ယူချလို့ရ but do ဆိုရင် what's your blood battery နောက်က object ကဘာဖြစ်မလဲဆိုတာပေါ့ the stray puppy which got is has stuck in a thinking ဒီတံမူးထဲမှာလမ်းမပြီးတော့နော်ဟိုဒီခေါင်းညက်နေတဲ့ခွေးကလေးပေါ့ခွေးကလေးဆိုတာအကုန်လုံးက passive voice ပဲအဲဒါလေးကိုရှင်းထုတ်နော်ရှင်းထုတ်မှာဆိုဒီနေရာချင်းပေါ့မိကုန်းပုံစံပဲပြန်ဖြစ်ရမှာဆိုတော့အဲဒီကောင်က verb 2ဆိုတော့ဒါလည်းအနေဆိုတော့ was နဲ့ထားမယ် ရက်စကျူကိုဘက်တရီပြောင်းလိုက်အောင်ပါပဲ question မပြန်သေးပါတော့ဆိုတော့နံပါတ်1ရဲ့ဖြေရီကိုလေးတက်ဆောင်မယ် what's the stripper be which call is has tag in a thing can rest to bind a passer by question mark ပေါ့နော် question mark လေးရေးကြည့်ပါတယ်ခုဒီပုံစံမှာဒီခုနှစ်ပုတ်ကတော့နည်းနည်းလေးတချို့ဟာလေးတွေကနည်းနည်းအုံတော့ချောင်းမနဲ့စဉ်းစားရမယ်ပုံစံလေးပေါ့နော် okay ပါဒီနေ့သင်ခန်းစာတော့ဒီလောက်ပါနောက်သင်ခန်းစာရမှာပြန်တွေ့ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်